မင်္ဂလာပါခင်ဗျာကျွန်တော်အောင်ပြည်သစ်ပါဆရာမောင်တော်ကရေးသားတဲ့မောင်တော်ကဤတိုက်ရည်ရင်တရား၃ဆိုတဲ့စာအုပ်ကိုအပိုင်း၃ဖြစ်ဆက်လက်ပြီးဖတ်ပြပေးမှာဖြစ်ပါတယ်ခင်ဗျာနားဆင်ကြည့်ကြပါဦးကျွန်တော်ဒီဇာတိအဖြစ်အထက်အညာသားတိကျစွာပြောရရင်ရွှေဘူသားဖြစ်သည်ရွှေဘူမြို့ဆိုဒီမှာချောင်းသားမျက်နှာမနီးသည့်ကုန်းခွန်ကောင်မြို့လီတမန်တိမော့ဆိုဒီကို ငယ်စဉ်ကမမြင်ဘူးခဲ့။လှိုင်းဆူဒီမှာလည်းမတွေ့ဘူးခဲ့။ကျွန်တော်ရည်တဲ့ဝင်ကားစားကလှိုင်းနဲ့လှိုင်းမှုချင်းဝေဒနာကိုဝိုင်းရင်ရည်တဲ့သားကြီးများပြောတဲ့ကြားသည်နေပင်ကြောက်ခဲ့ရသည်။နောင်ကိုတိုင်ပထမဆုံးပင်လယ်ထွက်ရသည့်အခါလဲစိုးရိမ်စိတ်ကြီးစွာနဲ့ထွက်၍သာလာခဲ့ရသည်။ပင်လယ်ပြင် ရောက်သည့်တွင်ကျွန်တော်ထက်ဝါရင်သောသင်္ဘောသားများတယောက်ပြီးတယောက်လဲကြလျက်လှိုင်းမှုချင်းအော့အန်ချင်း ဝေဒနာခံစားနေရသည်ကိုမြင်ရသည့်အခါတွင်လည်းပူ၍ကြောက်နေကြသည်ငါဘယ်တော့မှမလဲဘယ်တော့အံ့မလဲဟုသောစူးရင်စိတ်နှင့်ရခိုင်ပြည်စစ်တွင်မျိုးရောက်သည့်အထိလှိုင်းမမှုတော့မှအင်းငါလှိုင်းမမှုတော့ပါလားဟုမိမိကိုယ်ကိုသိရတော်၏ရေရင်ဒစင်းပေါ်တွင်လုံးဝလှိုင်းမမှုတတ်သူအ ਨੇ ချင်းတော့ပါစမဲဖြစ်သည်အချို့မှာခဏသာလျှင်လှိုင်းမှုလျက်ရဲ့အနှဲငယ်အတွင်မမှုတော့ပဲအကျင့်ရသွားသည် အချို့မှာပင်လယ်ထွက်တိုင်းလှိုင်းမှုသည်ကြီးတာဖြစ်လှိုင်းမရှိပါပဲလျက်ရေပြာကူမြင်ကမျက်နှာမူးတူလည်းရှိသေးသည်ခင်မောင်လက်လူလူစားမျိုးကမူနောက်ကြည့်သောရေဝါတွင်ပင်လှိုင်းမှုနေပေပြီချိုင်းနာပြည်ကရောက်ပြီစီဦးဘူဆိုးဦးကသတင်းပို့ချိန်မှာညနေ7:30နာရီကန့်တွင်ဖြစ်ဥတီရေချောင်း153ဒီဂရီမောင်းမြန်စမကြီးကိုလည်း revolution တမိနစ်လင်ပန်းကားလေးပန်းလုံး1300ရောင်မှာထားမိုင်လုံးကိုတော့9မိုင်လုံးထားတွေ့ရချက်ဣတရီ0ဝန်မှာ ကျွန်တော်ကုဆွဲထားခဲ့ပြီဟုတ်ကဲ့စီဦးကုစပေါ်ရောက်ရင် ထမင်းစားရစို့ဗျာ bridge ပေါ်မှာဘူတန်းလွှင့်ထားခဲ့ခမရနဲ့ကျွန်တော်အတူစားနေကြမယ်ကျွန်တော်နဲ့ဘူဆိုးဦးတို့ညစာစားကြသည် ထမင်းစားသည့်နေရာမှာ ကုန်းဘက်တဲ့ပဲ့စင်နောက်ဘက်တွင် ရှိသည့်ဇပွဲတွင်ဖြစ်၏ဇပွဲပြည့်တွင် ကလထာနှလုံးချသာယုံမျှသာနေရရှိ။ဘီးတစ်ပတ်ချက်တွင်ခောက်ရရသောအိတ်စင်နှစ်စင်ရှိသည်။ထိုအိတ်စင်တွင်ပင်ကျွန်တော်တို့အိတ်ကြရသည်။အရာရှိတူးမှအစဉ်ပဲ့စဉ်ထက်တွင် ရှိနေရသောကြောင့်ထိုအရာရှိတောင်းဝန်ပြီးဆုံးလျင်ဆင်းလာလျက်နောက်တောင်းဝန်ကြအရာရှိကိုနှုတ်ကသူ့အရာတွင်ဝင်အိတ်ကြရသည်။သင်းမောမှသေး၍ကျင်းမြောင်လှသည့်အတွက်ကျွန်တော်တို့သုံးဦးမှပင်လေခီးတစ်လျှောက်ဤနေရာတွင်ပင်အိတ်ဤနေရာတွင်ပင်စားကား ဤနေရာတွင်ပင်အလုလုကြရသည် ဖြစ်သူလူနေထိုင်စားတော့ကြရ၏ထမင်းစားပြီးသောအခါဘူတန်းလွင်ခိတဆင်းလာကထမင်းစားသည် သူကိုယ်စားဘူဆိုးဦးကပဲ့စင်တောင်းဝန်ယူသည်ဘူတန်းလွင် စားတော့ပြီးသည့်နောက်တွင် သူအိတ်ချင်လျင်ဝဲဘက်အိတ်စင်နှင့်အိယံကျွန်တော်ကပြောသည်ညအခါပင်လက်ခီးတွင်နုံနုံကြကြရှိစေရန်အတွက်စိုးစိုးကအေးအေးဝအောင်အိတ်ထားကြပါသည်ည၈နာရီမှ၁၂နာရီထိ ဘုဆိုးဦးကတာဝန်ယူမည်ဖြစ်သည်၁၂နှစ်မှနည်းနည်း၄နှစ်အထိဘုသန်းလွင်ကတာဝန်ယူရမည်ဖြစ်သည်ကျွန်တော်တာဝန်မှာနည်းနည်း၄နှစ်မှ နောက်တစ်နှစ်နည်းနည်း၈နှစ်အထိဖြစ်သည်ဘုသန်းလွင်ကမအိတ်ရှင်သေး၍ကျွန်တော်နဲ့အတူထိုင်းစကားပြောနေကြသည်သူဘီလက်တင်ရှိစဉ်ကအင်္ဂလိပ်ရေးတဲ့သင်တန်းတွင်တက်ခဲ့ရာ သူသင်တန်းတက်ခဲ့သည့်သင်္ဘောမှာလေးမြန်နေသင်္ဘောကြီးဖြစ်သည်သူသင်္ဘောတက်ခဲ့သည့် သင်္ဘောနှင့်ယခုလက်တွေ့တာဝန်ထမ်းဆောင်ရသည့်သင်္ဘောမှာ စင်နှင့်ယုံငယ်ပမာမနှိုင်းရှင်သာလောက်အောင်ကြွားချလွန်းလာသည်စကားပြောနေစဉ်ကျိုးမဲ့ဂျင်းန်သတင်းပို့ရန်အချိန်ကြာရောက်လာသည်ကြောင့်ကျွန်တော်ကသတင်းကိုရေးသည်ရေးရပြန်တဲ့တော့တင်မောများသည်နနက်၈နာရီနှင့်ည၈နာရီအချိန်တွင် အချိန်မှန်သတင်းပို့ရသည်သတင်းတွင်မိမိရောက်ရှိနေသည့်တီနီယာ၏လက်တီကျုလောင်ကြီးကျုတင်မောဥတီခုံမောရအရက်၏ဒီဂရီရေရင်မိုင်နှုံးရာသီဥရုအခြေအနေစသည်တို့ကိုဖော်ပြရသည် ကျွန်တော်ကသတင်းရေးပြီးနောက်ကျုံးမဲ့ကျင်းနဲ့ဆက်သွေးတသအခေါ်ခိုင်းလိုက်သည် သူတော်တော်နဲ့ရောက်မလားရောက်လာသည့်အခါတွင်လဲသူသည် လုံးဝအင်ဒီမစင်နိုင်တော့လှိုင်းမှုနေပြီဖြစ်သည်ရော့ခမောင်းလက်ဒီကားနာကိုရန်ကုန်ပို့လိုက်ဟုတ်ကဲ့စီကိုသူကတကြီးတရားနဲ့ကားနာကိုလှမ်းယူသည်ဒါထက်စောစောကလော်လိုင်းပြတ်သွားတဲ့တဲ့င်းကိုပုတ်ပြီးပြီလားမပုတ်မပုတ်ရသည်ဘူးစီကိုဘာပြုလို့ ရန်ကုန်စတေရှင်ကခိုးလို့မရသေးဘူးစီဦးဘလို့ရှုပ်နေလဲဟာမင်းကကြာလာကြည်လားကွာရော့ဟော်ရီကကာနာကိုကတခါတည်းပူလိုက်ဘာလဲမင်းကအလုံးမလုံးနိုင်အောင်လှိုင်းမှုနေပြီလားအခုမှပင်လေရောက်ခါစားရှိသေးတယ်မမှုပါဘူးစီဦးသူကဟန်မနဲ့လောက်ခါပြောသည်မမှုပါဘူးသာဆိုတယ်မင်းကြည့်ရတာမตาရုပ်ပေါက်နေတော့တာပဲအဲ့ဒီကာနာနှစ်ဆောင်လုံးပတ်စ်ပြအောင်လုပ်ပတ်စ်မဖြစ်ရင်မင်းမအိတ်နဲ့ဟုတ်ကဲ့လား ောင်းပါပြီစီကိုကျွန်တော်တည်တည်ရှာစောင့်ပြီးပို့ပါမယ်ခမောင်လို့ဒီသတင်းစာရွက်ကိုယူကာအလေးပြုပြီးကျိုးမဲ့ကျင်းနံခန်းစီသို့ထွက်သွားသည်ကျွန်တော်ကမကြည်မနှက်နဲ့သူ့လက်ထွက်သွားရာအတန်ကြာကြည့်နေပြီးမှတော်တော်ခက်တဲ့အကောင်ပဲလှိုင်းကလေးဖြင့်မဖြစ်စလောင်းနဲ့ဒါကူမူးတယ်ရှိသေးတယ်ခုဘူတန်းလွင်ကိုပြောလိုက်ပြီဘူတန်းလွင်ကမူသူ့အမှုထမ်းခဲ့ဘူးသည်လျင်တင်တင်းမောကြီးကိုသတိရအောင်မေ့နေမိလို့မပြောတတ်ပေ ကဲကဲဘူတန်းလွင်လည်းအဲ့တော့ခမရကစနစ်နိုင်မှာထားရအောင်မှာဘူတန်းလွင်သူ့နောက်ဘက်ရှိလွတ်နေသောအိယာစီသို့ရှောက်သွားကအိယာဝင်တော့သည် ကျွန်တော်ကညအမိန်စာအုပ်တွင်ညလိုက်နိုင်ရမည့်အမိန်များကို ရေးသားနေသည်အမိန်ကိုအယာရှိများဖက်ကလက်မှတ်ရေးထိုးကြရသည် အမိန်မှာပုံစံကျအမိန်မျိုးသာဖြစ်သည်နောက်ဆုံးပိုက်တွင်မတင်ငါပွဲရာတစ်စုံတစ်ခုရှိခဲ့သောအရေးအကြောင်းရှိခဲ့သောစည်ရင်မှုကိုအချိန်မရွေးနှုတ်၍ တရင်ပို့ပါဟုတည်းထို့နောက်ကျွန်တော်လဲရာဘက်အိတ်စင်တွင်အိယာဝင်ခဲ့တော်သည်နက်နက်၄နာရီတွင်ကျွန်တော်တာဝန်ယူရပြီဦးမည်ပဲ့စင်ထက်တွင်ဘူဆိုးဟုတာဝန်ကျနေသည်အိယာဝင်ခဲ့သည်ဆိုတော့လဲတော်တော်နဲ့အိတ်မပြောပါထွေရလေးပါစိတ်ကူးကသွားနေသည်မြိတ်သူရောက်တော့ကျွန်တော်ထမ်းဆောင်ရမည့်စီရေးတာဝန်များကို တွေးလျက်စိတ်ပူပန်နေမိသည်တောင်းကျမ်းသူနေနေရင်းနဲ့တခြားနိုင်ငံမှာငါခုတင်မောများကို လိုက်လံရှာဖွေခန်းစည်းရိုးဖြစ်သည်မြေကျွန်းစုများတွင်တကျွန်းဝင်တကျွန်းထွက်နှင့်လှက်ကင်းတာဝန်ကိုထမ်းဆောင်ရပေဦးမည်မနှက်ပြန့်နဲ့နဲ့တပွားအလဲခေါ်မလီကျွန်းတွင်တိုင်းရင်130နှင့်တွေ့ဆုံရပေမည်တိုင်းရင်130ဤစည်ရင်မှုဖြစ်သူဘူကြီးစောကွန်စိန်ထံမှ내ချင်းနေသတင်းများကိုယူရမည်သူဇနီးကိုခေါ်မလာနိုင်သည့်အတွက်လဲသူ့ကိုရှင်းပြတောင်းပန်ရအောင်မည် လူအဆမ်းတန်တင်ဆောင်လာရခြင်းကိုထောက်ရှု၍သူနားလေသဘောပေါက်လိမ့်မည်အောင်မရသည်။ဩပလဲပလဲကျွန်တော်မြေကျွန်းစုသို့ထွက်မည်ဆိုတော့ရန်ကုန်မြို့ရှိကျွန်တော်အသည့်မိတ်ဆွေတချို့ကပလဲကောင်းကောင်းရလျင် ဝေခဲ့ပါဟုငွေ600ကျပ်ပေးလိုက်ကြီး။ကျွန်တော်ဒီပလဲကောင်းမကောင်းကိုသိသူလည်းမဟုတ်။မိမကူပလဲဝေ၍စင်နိုင်သည်လည်းမဟုတ်သည့်အတွက်တွေ့လျင်ဝေခဲ့ပါမည်ဟုသာပြောကသူတို့ငွေကိုတင်းမော့ရှိမိခံတစ်တာတွင်ထည့်ထားခဲ့သည်။ မိဂန်တစ်တာတွင်တက်ဆောင်ငွေကျက်၄00ကျော်များရှိသည်မိဂန်တစ်တာတော့ကိုကျွန်တော်လေဘင်းတွင်ဆွဲထားသည် ယခုအရာဝင်တော့လဲလေဘင်းမှတော့ခုလူဖြစ်နေသောကြောင့်တတိယမိရင်ဖြစ်သည်ပင်လေတွင်လှိုင်းမှုမှုတဲ့သူများအလွန်အိတ်ကောင်စားဝင်ဖြစ်ကြသည်လှိုင်းကဘယ်ညာရင်းရွယ်အောင်တင်းမိုးကိုလှုပ်နေသည်မှာပခတ်တွင်တွင်ဂလီတူကတိတ်နေသည်လို့ခံစားမိသည်ကုန်းဘတ်ထက်လေးအေးတံကိုတော့စစ်သုံးတကလက်ဆောင်တစ်ထည်ချုံကကာဝယ်ထားရသည် မြင်များကြောင်အိပ်ပျော်နေသည်မသိတစုံတရာသောအတံပလံများကကျွန်တော်ဟာအိပ်ယာမှာနိုးစေသည်အတံမှာစိုးစိုးကကျွန်တော်တို့ထမင်းစားသည်ဇပွဲကလက်ထိုင်းများနေရာ၍ကကျွန်းတို့မော့ကုံလက်ကြတံဖြစ်သည်၎င်းကိုတကြက်မောင်ကြီးကကျူးများဖြင့်ခြင်နှောင်းနေသည်ကိုမသိမကွယ်တွေ့ရသည် မောင်ကြီးမှာအလုတ်တောင်ဝင်ကို မခိုင်းစီရပဲသူကိုယ်တိုင်ကြည်ဝန်စွာလောက်ကန်ဆောင်ရွက်တတ်သည့်တက်ကြက်တူဖြစ်သည်စိုးစိုးကဘူတန်းတွင်အိတ်နေသည့် ိတ်ရှင်စီတို့ကြည်လိုက်ရဘူသန်းလွင်မဟုတ်တော့ပဲဘူကြီးစိုးဦးဖြစ်နေသူကိုတွေ့ရခြင်းကြောင့်ည12နာရီကျော်ပြီဖြစ်သူကိုတိလိုက်ရသည်လေဒီအရှိမျောက်ရမှာတိုက်နေခြင်းကြောင့်ကျွန်တော်တို့အိတ်ရှင်မှာလေချောင်းကြသည် အတန်လဲအေးလာသည် ဖြစ်သောကြောင့်ဆောင်းကိုခေါင်းမိချုံက ပြန့်အိတ်ချလိုက်သည်သို့တော်ကောင်းစွာအိတ်မပြောတော့သင်းမပေါ်မှာတာလပတ်ရွက်ဖြစ်များဤတစ်ဖြက်ဖြက်မြည်တမ်းသည်ပုံမူပြင့်ထန်လုတ်ခတ်ကတခါတရံတနတ်တန်တမျှပင်မြည်သည် အချင်းစိတ်ကဖြီးစည်းလိုက်အတံပလံများကလန့်လို့စီလိုက်နေဖြစ်သည်ဤလီမှာပင်လယ်တွင်တာမန်လီတာဖြစ်သည်လိုက်မှာလဲတာမန်လိုက်တာဖြစ်သည်ပဲ့စင်ထက်တွင်တာဝန်ကြအရာရှိကြက်မှတ်မှုနေပင်ရေချောင်းကိုကောင်းစွာထမ်းသွားနိုင်သည့်အခြေအနေပင်ဖြစ်သည်ကျွန်တော်ပြန်အိပ်ပြောသွားသည်စီယိုစီယိုခဏထားပါဦးမိမကြသည်အထိအိပ်ပြောသွားသည်မသိဘူတန်းလွင်ကကျွန်တော်အားလှုံ့နှိုးတော့မှ ကျွန်တော်အိပ်ပြုံနေရာမှာနိုးလာသည်တင်းမွန်မှာလည်းကျွန်တော်အိပ်ပြုံမသွားမီကအခြေအနေကထက်ပူ၍လှုပ်ရှားလွလွန်နေသည်ကိုသတိပြုမိရေလိုင်းတန်တို့မှာပူမူကျေလောင်းလာသည်ထင်ရသည်ကျွန်တော်မတတ်နိုင်တော့ဘူးစီ우ကလိုင်းတိတ်မှုနေလို့စီ우ခဏဝင်ပြပါလားပင်လည်းလှုပ်သက်နှုသေး၍အတွေ့အကြုံအဖြစ်လည်းလင်းတင်တင်းမောကြီးအတွေ့အကြုံများသာရှိသေးသောအရာရှိငယ်တူသည်ဤမြပြောင်းဆန်အောင်ဂျွန်းထူမောက်ကုံလူးလိမ့်နေသည် ရင်းရင်းငယ်တစင်းမော်တွင်လှမ်းမှုဒီမှာမဆန်းပါအချိန်မှာညနှစ်နာရီတသားများရှိသေးသည်ကဲဒါဖြင့်ကိုယ့်အရာဝန်ဂျူဒီကိုကိုဆက်ယူလိုက်တော့မယ်ကျွန်တော်ဒီဂျာကင်အင်ဂျင်အနက်ကိုဝှက်လျက်ဘောင်းမီတို့ဖြူနှင့်မယ်ပဲ့စင်ထက်သို့တက်ခဲ့သည်ပဲ့စင်ထက်တွင်တက်မကိုင်းနေသူမျက်နှာကိုတန်လိုက်အိမ်မောင်တွင်ထွန်းထားသည်မိမှပြန်သည့်ရောင်မြန်ဟမှုကြောင့်မသိမကွဲမြင်ရသည် သူကနေသည့်ဥတီလမ်းကြောင်းကိုကြည့်လိုက်ရာ 150ဒီဂရီခန့်တွင် ရှိနေပါသည်။ဤလိုင်းဤလီတွင် တက်ကင်ထင်းမှုမစိုးပါဟုဆိုရမည်ဖြစ်သည်။ပေါင်တွင်းဝယ်မျက်စိကျင်သာရလာတော့မှတက်မကန်ရဲဘော်ကိုကြည့်လိုက်ရတွင်တသားအောင်မြင်စုသူဖြစ်နေသည်ကိုတွေ့ရသည်။အမှန်အပြင်တသားအောင်မြင်မှာကျွန်တော်တင်မလူဝင်အားစင်းရင်မှမဟုတ်ပါ။မြိတ်သူခီးယုံလိုက်သောရဲဘော်တစုအနက်မှတဦးဖြစ်သည်။သို့သောတာဝန်စရာရေးဆွဲစဉ်ကသူတို့ကိုပါထည့်သွင်းတာဝန်ပေးရန်ပြောထားသောကြောင့် တာဝန်ယူနေခြင်းဖြစ်သည် သူနှင့်ကျွန်တော်သည်အထက်မြမပြီးမုံရွာမြို့တွင်ဟင်းသာစည်ရင်၌အတူအမှုထမ်းခဲ့မှုသည်ကျွန်တော်ရဲဘော်တပည့်ကောင်းတို့ဦးဖြစ်သည်တက်မကန်စိတ်ချရသူတို့ဦးဖြစ်သူဝေးနာတွင်ရက်နေသည့်တာဝန်ကြအချက်မှာတက်ကြမောင်ကြီးဖြစ်သည်သူလည်းခီးယုံစီတို့ဦးဖြစ်ကျွန်တော်နှင့်မူအတူအမှုမထမ်းခဲ့ဘူးသို့သောဘူကြီးစိုးဦးနှင့်အလွန်ရင်းနှီးသည့်ရဲဘော်တို့ဦးဖြစ်ကြောင်းသိရသည်အောင်မြင်ပါလားဟေ မင်းဘယ်တော့မှဂျူဒီဝင်တယ်လဲကျွန်တော်နှစ်နာရီရဝင်တယ်အခုနာရီခွဲတက်တာရှိတော့ပါပြီကျွန်တော်ကအသင်းမောလှူရှာမှုနဲ့လီတိုင်နှုံးကိုသတိထားကြည့်ခရင်အင်းလီကတော့စိုးစိုးကတည်းအတော်လေးထမ်းလာတာပဲခုစူလိုက်ကြည့်ဟုတ်တယ်စီကိုဝိုးလင်းကနေရင်ပူထန်လာစမြဲပါပဲတင်မောဦးစီမှာလိုင်းတလုံးကပစ်နေလိုက်သည်တွင်ရေမုံရေမွားများသည် ကျွန်တော်တို့ဤမျက်နှာစီသို့တက်ဆင်သည်ကြောင့် ကျွန်တော်တို့မျက်နှာများကိုယေရှုသွားစေသည်စီအိုဘက်ကွက်ထဲမှာလက်ဖက်ရည်နည်းနည်းတော့ရှိသေးတယ်အေ့တော်နေပြီတောင်းလို့မလားစီအိုတကြက်မောင်ကြီးကမက်ကွက်တစ်ခုကိုလှမ်းမြောက်ပြရင်ပြောသည်ညတာဝန်ကြံများတောက်ရန်အတွက်ဖြိုပြထားသောခရအတွင်မှနှိမ့်ခံပြုရင်မေးသည်ကောင်းသားပဲကွာနည်းနည်းတော့ထက်လိုက်လေလက်ဖက်ရည်မှာအေ့ဆက်နေတော့လေအကျင့်စိန်များကိုပြည်စေပါသည် ပူပူသာတောက်လိုက်ရတော့ အချမ်းလဲပြည်စီပါသည် ကျွန်တော်ဒီလက်ဖက်ရည်မခွက်ကိုတစ်ဖက်ကတိုင်တစ်ဖက်ကရွတ်တိုင်ကိုကင်ထားသည်ဤဒီမှာဘဝအတွေ့အကြုံကပေးသည်အလေးအကျင့်ဖြစ်သည် ကျွန်တော်တို့ရည်တဲ့ဆောင်မမဟုတ်တော့လဲဆောင်မတခွေဖြစ်ခဲ့သည့်စကားရက်တစ်ခုကိုကမ္ဘာရည်ချောင်းသွားတင်မောသာတိုင်းကျင့်သုံးကြသည်၎င်းမှာတမ်းပြည့်အတွက်လက်တစ်ဖက်သာလင်လုတ်ကင်မှာကျန်တစ်ဖက်ကကုအသက်အတွက်နိယဘူဖက်တွေ့ထားပါခုသတည်းမှန်မည်သည် လက်တစ်ဘက်ကဇုံတရားကိုဖတ်တွေ့မထသောလိမ့်ကြလဲကြသွားနိုင်သည်အစင်မသိလျင်ပင်လေတွင်သူကြသွားနိုင်သည်သူကြောင့်တိုင်းပြည်တော်ဝင်ကိုလက်တစ်ဘက်အားဖြင့်သာထမ်းဆောင်ခြင်းမှာကျွန်တော်တို့တွင်ကျင်သားရလာခဲ့သည်တက်ကြက်မောင်ရည်သည်ကျွန်တော်ခွတ်အတွင်သူလက်ဖက်ရည်ငှက်ပေးနေစဉ်ပင်ဘယ်ညာရင်ထုတ်နေသည်ကြောင့်လက်ဖက်ရည်အတော်များများကုမတ်ကျမ်းပြင်ထက်ဖိတ်ကြသွားသည်တိုက်ရည်ရင်တရားသုံးသည်အမောင်တို့အတွင်သူထိုးဝင်နေသည် တင်းမောဥစီမှပြည့်တက်လာသည်ရေမန်းရေမွားများမှလည်းတစတစကျိန်ဖန်ပူးများလာကရေဆိုင်တို့ပူးကြီးလာသည်နနက်လေးနာရီထိုးကန်ဒီတွင်လေသည်အရှိမြောက်ရက်မှတိုက်နေရမှအရှိအရှိမြောက်ရက်စီတို့ဝေ့လာကအနှဲငယ်လေပူးပြင်းထန်လာသည်ရွတ်တိုင်ဆိုင်ကျုံများမှလေတိုးစီအတံများကိုတရှိရှိမြည်စပြုတ်လာသည်နနက်၃နာရီနှင့်၄နာရီတွင်အချိန်ဒီအမောင်တို့တိတ်သီးဆုံးအချိန်ဖြစ်သည်နောက်ပိုင်းကုမတ်ပေါ်တွင် လိပင်သောအရာများလက်ကြသံယူလျားသည်များကြားနေရသည်ဟေးနောက်ကလဲကြစရာလွင့်ကြစရာရှိတာတွေစားညုနဲ့တည်စီချာတုတ်ထားသလားကျွန်တော်စောစောကပဲအန်စီရေစုပ်ဆက်ကိုထက်ကျွတ်ထုတ်ထားပါသေးတယ်ရှေးပိုင်းကုမတ်မှာတော့ဘာမှလွင့်ကြစရာမရှိပါဘူးတက်ကြက်မောင်ကြီးကပြောသည်အေးရှေးပိုင်းကကြလဲဘူဖာအမြောက်ကြီးပဲရှိတာပဲကျွန်တော်ကနောက်ဖြစ်အောင်နောက်လိုက်မိသေးသည် ကံကောင်းသည်မှာပဲ့စင်ထက်တွင်ရှိနေသူ၃ဦးစလုံးသည်လိုက်မမှုကြတစုံတယောက်လိုက်မှုခြင်းအန်ချင်းဖြစ်လျင်ကြံသူများအလိုလိုစိတ်တက်ကြလိမ့်ရှိသည်တခြားသူအန်တန်ကြလျင်ကိုပါလိုက်အန်ခြင်းသည်ထို့ပြင်အံပန်းနံသည်ခြင်ဆူးလာ၏နဂူကမအန်ခြင်းသူတွင်အံပန်းနံကြောင့်တခါတရံအန်တက်သည်သည်တိမောဘော်ရှိတခြားရဲဘော်များသည်အိတ်ခြင်းစိမ့်နှင့်လိုက်တန်ကြောင့်လောကကြီးတစ်ခုလုံးကိုအေးမထားပဲအိမ်မောကြနေစဉ်တွင် တာဝန်ကျသူများသည်ပဲ့စင်ထက်တွင်ရဲရဲဝံ့တာဝန်ထမ်းဆောင်နေကြသည်နက်နက်၃နာရီတသက်တွင်စက္ကန့်နှင့်တာဝန်ကျနေသည့်တက်ကြက်မြင်းဆောင်ဆက်ကစက်မကြီးတလုံးမှာ အပူချိန်များလာခြင်းကြောင့်ယာယီပြင်ဆင်ရန်ရက်လာရမည်ဖြစ်ကြောင်းသတင်းပို့လာသည် ကျွန်တော်သည် ဆက်အကြောင်းနားမလဲတော့လေသူအားရှိစီရန်စက္ကန့်အတွင်းသူဆင်းလိုက်သွားသည်ကုန်းမထက်တွင် လေးနှင့်စားငံရင်တင်းပြတ်နေသလောက်စက္ကန့်မှာဒီဇယ်ဆက်စီနက်နှင့် အပူချိန်ကများလာသည် ကျွန်တော်ကဆက်မကြီးတလုံးကိုယာယီပြင်ဆင်မှုပြုရန်ရဆိုင်ထားခိုင်းလိုက်ပြီးကြံဆက်မကြီးများနဲ့တမနစ်ပန်ကားလက်ပနှုံးတထောင်ပေးရန်ပြောကြားခဲ့ပြီးကုန်းဘက်ပေါ်ပြန်တက်လာသည်စကန်းတောင်ဝန်ကြီးရဲဘော်တူဦးဖြစ်သူတသက်ဆက်ကွမ်းရှိန်စုသူမှာတောင်းတနေရတွင်ခူခူကလေးလှမ်းမှုနေ၏ကျွန်တော်ဟာသတင်းလာပို့သူမှာတက်ကြမြင်ဆောင်ဆက်အောင်မြင်ဖြစ်သည်နက်နက်၄နာရီထိုးသည်တွင် လေသည်ပူမူပြင်းထန်လာသည်နှင့်အမျှလှိုင်းသည်ပူမူတောင်းကျန်လာတော့သည်နက်နက်မိုးတော့ရန်ချီးသည်နှင့်အမျှလှိုင်းသည်လည်းအင်တန်အင်မြကြီးလာလျက်သင်းမိုးသည်လည်းအင်တန်အင်မြလှုပ်၏လေသည်ငြိမ်သက်မသွားထန်သည်ထက်သာထန်းလာ၏အေးတက်သည်လည်းတည်တည်မြပူကွေး၍အေးလာသည်ကျွန်တော်ခမန်းကြီးရောက်မူရေပြင်လေသည်တနအီလျင်30 35မိုင်ခန့်ရှိမည်ဟုခမန်းမိတော်သည် အခန်းလေးတင်းမော့ကွဲကနစ်မြုပ်ပြီးနက်နက်မိုးလင်းလာသည့်နေ့အမျှလေမှာပူမူပြင်းထန်လာက အရှိအရက်စီမှတိုက်ခတ်လာသည်တင်းမော့ရွက်တိုင်ဆန်းကျုပ်ကိုလေတိုးသံသည်လေချွန်သံတကဲ့သို့မြည်လာသည်လှိုင်းလုံးများမှလည်းအရှိန်ဟုန်ပြင်းစွာဖြင့်တင်းမော့၏ဝဲဘက်နံနောက်မှကျော်သွားကတင်းမော့ရှီဦးပိုင်းကုန်းဘက်တစ်ခုလုံးကိုဖုံးအုပ်ကျော်လွှတ်ပြီးရဘက်သို့လိမ့်ဆင်သွားကြ၏ရာသီဥတုမှိုင်းပြနေခြင်းကြောင့် တင်းမိုးဘွက်ဘက်မိုင်၂၀ခန့်အကွာတွင် မော့စကိုအိုင်လန်လောင်းလုံဘူကျွန်းများကိုပုံပြပြသာမြင်ရသည်တင်းမိုးဥထိပ်ဝဲဘက်တွင် ရှိမည်ဟုခမတ်ရသောတပွန်းအိုင်လန်မလီကျွန်းမှာမမြင်ရသေးပါတင်းမိုးသည်ဝဲရရင်ကလူနေခြင်းမှာတခါတရံတွင်ဒီဂရီ30မြောက်ဆောင်းသွားရာပြန်ထောင်မလာတော့ဟုပင်ထင်ရသည်အတန်ကြာမှတစ်ဖက်သို့ဆောင်းရမှပြန်မက်လာကနောက်တစ်ဖက်သို့ဆောင်းသွားသည်တင်းမိုးကုန်းဘက်ပေါ်တွင်ရွေလျားနိုင်သည့်အရာဟုသည်များ ကျူးများနှင့်ခိုင်မာစွာတုံ့နှောင်ထားရသည်နနက်9နာရီခန့်တွင် ကျွန်တော်သည်ဝဲရလူလျက်တိမ်ဆောင်းခြင်းမှတတစီရန်ဥတီရေချောင်းကို အရှိတောင်စီသူပြောင်းလိုက်သည်ထို့အခါတွင်ဝဲရတိမ်ဆောင်းခြင်းတတတော်လည်းဦးဆောင်ပွဲထောင်လှူရှားမှုမှပုံများလာတော့သည်လိုက်လုံးများသည်တင်းမောဥစီမှညီဟင်းတက်ကြွလာပါပဲ့စင်တက်ကြီးတာဝန်ကျနေသူအလုံးအားရွှဲဆူသွားစီရှေးပိုင်းရှိအမြောက်နှင့် အမြောက်စင်ချီရင်တမဏိပြဝိုင်းကိုလည်းဖုံးအုပ်သွားသည်ဤအနေထားတွင်တင်မောဦးမှမြင့်နှကောင်ဗရဲရက်သည့်ပမာရေပေါ်တွင်ပေါ်လာလိုက်ရေအောက်တွင်ဖုံးအုပ်သွားလိုက်နှင့်ဥပဲ့ထောင်ရှိနေသည်ကျွန်တော်တင်မောဦးသည်ဤတံကိုတာရှိမခံနိုင်ဟုထင်သည့်အတွက်나이ဝက်တတမောင်းမြည်လျင်မူလရေချောင်းတွင်ပြန်၍ဥတီထားလိုက်ရသည်ကုမတ်တက်တွင်အိတ်နေကြသည့်ဘူကြီးစိုးဦးနှင့်ဘူလီတန်းတွင်တို့လည်း တို့၏အိပ်ရာများရွှဲရွှဲဆိုးကုန်ပြီဖြစ်ခြင်းကြောင့်နှိုးလာကြသည်ရာသီဥတုမှာမိုးမရွာတော့လဲလှိုင်းထိပ်ပြမှလွင့်ဆင်လာသောရေမုံရေမောများကြောင့်မိုးရွာတကဲ့သို့ပင်ရှိနေ၏ဘူကြီးစောဦးပဲ့စင်ထက် တက်လာသည် သူနှင့်အတူတကြက်ကြီးကိုကြီးတက်လာကတက်မှတ်ဟုကန်သည် သူတက်လာသည့်အချိန်မှာနနက်9နာရီမျှရှိပြီဖြစ်သည် သူသည်ဝဲဘက်စီသို့မှန်ပြောင်းနေကြည့်လိုက်ပြီးအဲ့ဒီကျွန်းဟာ ဆောင်းမော့စ်ကောမဟုတ်လားဆီဦးဟုတ်မေးလိုက်သည်ဟုတ်တယ်ဘူးဆိုဦးဆောင်းငမ်းမယ်လားဝင်မယ်ထင်တယ်အဲ့ဒီကျွန်းဘက်စီကိုကျွန်တော်တို့ဝင်ရင်ကောင်းမယ်ထင်တယ်ဟုတ်သူကအကြံပေးသည်တက်ကြကြီးကူကူကြီးကကျွန်တော်ကိုလန့်ကြည့်ရင်ကျွန်တော်ဥတီလန်ကြောင်ပြောင်းကြည့်ပြီးတင်းမောပီရှင်ဖြစ်တာကတိတ်ဆိုးတယ်ခုနေထားကမှနည်းနည်းခံစားသေးတယ်ဒါရှိလေပဲလီတန်လုံး40 45တော့ရှိမှထင်တယ် ၄၀တော့အနည်းဆုံးရှိမှထင်တာပဲလှိုင်းကောင်းတွေကျူးနေတာကကြည့်ပါလားပုံဝင်းကျင်ပင်လယ်ပြင်တွင် စီတဲ့ဦးတစ်ခုအတွင် စီပေါ်များထနေသည်လားလှိုင်းကောင်းမျိုးများပုတ်ပွက်ထနေသည်လှိုင်းကောင်းထင်များကိုလေတိုးလိုက်သည်နှင့်လှိုင်းကောင်းကျူးထိတ်မှ ရေစရင်မွန်များသည် ဆင်သွားကမူးကဲ့သို့ရွာချနေ၏ဘူတန်းလွင်ကိုမူခုထိကျွန်တော်သတိမထားမိသည်လှိုင်းမှု၍တနေရာတွင် ခွေးနေနေမိတာထင်သည် ကျွန်တော်လဲဆက်ရှင်ကိုတနိုင်နေမြျျှော့ချတာမူလဥတီရေချောင်းတွင်သာခုံမောင်းနေသည်ထိုခအမြောက်တန်တစ်ချက်မြည်သည့်အလားဖြောင်းဟူသောအတန်ကြီးတန်ကိုကြားလိုက်ရကတင်းမောဝဲဘက်တွင်တစ်သားစာတစ်ခုမြို့မှသွားသည်ကိုတွေ့လိုက်ရ၏ကျွန်တော်ရောက်ဘူကြီးစိုးဦးပါမြည်သည့်တစ်သားစာဖြစ်သည်ကိုခံမှန်းရန်မှန်မြောက်ကိုစီဖြင့်ကြည်လိုက်မိသည်တစ်သားစာမှာအတန်ရှိသောပြင်တစ်ချက်ဖြစ်လျက်စစ်တင်းမောတွင်တုတ်လိရှိသည့်မူးဝူရောင်တုတ်ထားသည်ကိုတွေ့လိုက်ရ၏ ထိုစဉ်တွင်ဥပန်းအိတ်ခန်းတွင်အိတ်နေကြသည့်ရဲဘော်အချို့သည် ကျိုးမဲ့ဂျင်းနံဆက်သွေးဆက်ထားသည့်ပဲ့ရင်တွင်ရှိအတွင်းလေကမှတက်လာကြကတင်းမောရှိပိုင်းမှရေတွေဝင်းနေပြီစီကိုခုတရင်ပူကြ၏သူတို့မျက်နှာများတွင်လိုက်မှုသည့်တန်နှင့်ကြောက်လန့်ဆူရင်သည့်လက္ခဏာများကိုတွေ့ရသည်ကျွန်တော်ကဆက်မကြီးကိုချက်ချင်းရက်လိုက်စေပြီးဘုဆုပ်ခမရှိဦးကမှတော့ပြီးကြည်စမ်းပါဗျာခုဆေလွတ်လိုက်သည်ဘူကြီးဆိုးသည် ပိတ်ငံအတွင်းရှိဇင်းညံလေးကားမှတဆင်ဥကန်အတွင်းသို့ဆင်းသွားသည်ကျွန်တော်ကပဲ့စင်နောက်ဖက် စခန်းအမုံတကားစီသို့ကြည့်လိုက်ရာအမုံတကားဝတွင်ခေါင်းပေါ်လျက်ပင်လယ်ပြင်ခြေနေကိုထွက်ကြည့်နေသည်စခန်းတာဝန်ကြတက်ကြွမြင်ဆောင်ဆက်အောင်မြင့်၏မျက်နှာကိုတွေ့ရသည်ဟေ့အောင်မြင့်မင်းအောင်ပြန်ဆင်းနေအရေးအကြောင်းရှိရင်ရေဆုပ်ဆွက်ပန့်တွေကို အသုံးပြုအောင်ဆင်းသင့်လုပ်ထားခုပြော၏ပန့်တွေမကောင်းမှုစီကိုဒါကြောင့်ကျွန်တော်တို့က စီအိုင်ရေစုပ်ဆက်ကလေးထုတ်ပေးလိုက်တာခုစုကကုန်းမတက်ခေါင်းနိုင်ချင်ရင်တွင်ရှိနေသည်ရေစုပ်ဆက်ငယ်အားပြသည်ရေစုပ်ဆက်မှာကျူးများနှင့်ဆိုင်းထားရသည်ကဲမင်းစက္ကန့်နဲ့မှတခြားလူစားတွေရောက်ထားမင်းရေစုပ်ဆက်ကိုနှုတ်လို့ရမလားနှုတ်ကြည့်စမ်းကွာခုပြောလိုက်သည်တကြက်မြင်ဆောင်ဆက်အောင်မြင်သည်စက္ကန့်တွင်သူပြောင်းဝင်သွားပြီး အတန်ကြာသောအခါတွင်ဆက်ပစ္စည်းကိရိယာချုံနှင့်ပြန်တက်လာသည်ထူးစဉ်ဘူကြီးစောဦး ဲ့စင်ထက်ပြန်တက်လာတာရည်ရည်တလုံးဝင်နေတယ်စီဦးအပြက်စီးကိုတော့မတွေ့ရဘူးအန်တာဝါဒအပြက်စီးနဲ့ပဲတွေ့တယ်ခုသတင်းပို့သည်ကျွန်တော်ကကိုယ်တိုင်ကြည့်ရှုနိုင်ရန်အတွက်ကဲခမရဒီနေရာမှာနေရခုရေချောင်းမှာတက်နိုင်နေမှာထိမ့်ထားခုညွန်ကြားခဲ့ကပဲ့ရင်တွင်ဝင်လာခဲ့သည်ပဲ့ရင်တွင်မှာလဲရေပုံထားသည့်ဇပွဲမှာအစပြောင်းဆန်အောင်ကောတောင်းကနေဖြစ်နေသည်ကျွန်တော်နဲ့အတူတက်ကြမောင်ကြီးကိုခေါ်ခဲ့၏ ပဲ့အိမ်တွင်လေကားမှဥကန်တွင်သူဆင်းလာရတွင်ဥကန်တွင်ကြမ်းမြင့်ထက်တွင်ပင်လေကြီးများခြေသလုံးကရှိနေပြီကိုတွေ့ရတော်၏ဘေးအိမ်စင်များတွင်အိမ်စင်ပေါင်ကိုတွေ့ဖက်လျက်ကြောက်ရွံ့ထိတ်လန့်သည့်မျက်နှာကိုစီဖြင့်ရက်နေကြသည့်ရဲဘော်တစုကိုတွေ့ရ၏ရေဘဲကဝင်သည်ဟုသူတို့လည်းအတိအကျမပြောနိုင်ကြကျွန်တော်ကြိုးစား၍ရေဝင်သည့်နေရာကိုလိုက်ရှာတော်လဲမတွေ့ရေမှာတရိပ်ရိပ်သာတက်နေသည်ကဲမောင်ကြီးမင်းဒီမှာနေရဲ့ ရှေးဦးပိုင်းအံမုံတကားကိုဖွင့်အဲ့ဒီအပေါက်ကနေတံမုံနဲ့တက်နိုင်မြရေခတ်ထုတ်ဖို့ငါစီစဉ်မယ်ဒီမှာရှိတဲ့ရဲဘော်တွေအားလုံးကိုတလဲစီကြီးခိုင်းခုစုကကုန်းမက်ပေါ်ပြန်တက်ခဲ့သည်တက်ချက်မောင်ကြီးသည်ရှေးပိုင်းကုန်းမက်အံမုံတကားကိုဖွင့်ရန်အတွက်ဥပဒ်သူလျှောက်သွားသည်ဟုတ်ကဲ့အပိုင်း၃ကိုဒီမှာပဲခိတ္တရန်နာဝင်ပြပါခင်ဗျာလာမယ့်အပိုင်း၄ကိုလည်းစောင့်မျှော်ပြီးအားပေးကြပါအောင်ခင်ဗျာ ။လာရောက်အပိနာစင်ညာတဲ့တောတရှင်ပေါင်းကိုကျေးဇူးအထူးပဲတင်ရှိပါရခင်ဗျာ။မြန်မာပြည်သူပြည်သားများအားလုံးအန်ဒီရဲ့မြို့မြို့မှာကင်းဝေးကြပါစေခင်ဗျာ။